တဝိုင်းတွေကိုပေါ်ပေါ်လောလောနဲ့ free ယူလို့ရမယ် Telegram bot တစ်ခုကြောင်းလေးကို PPV ထဲမှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်တဝိုင်းရဲ့ပုံစံရတော့လက်ရှိမှာဆိုရင်ကျော်လို့3ဒေါ်လာလောက်ရှိပါတယ်3ဒေါ်လာတန်းနဲ့တဝိုင်းတွေကို1မိနစ်တစ်ကြိမ် free ရနိုင်မယ် Telegram bot ကနေပြီးတော့တဝိုင်းများများရအောင်ဘယ်လိုလုပ်ရမလဲပြီးတော့ရလာတဲ့တဝိုင်းတွေကိုဘယ်လိုရောင်းရမလဲဆိုတာတွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်လို့ video လေးကိုမကြော်ဘဲနဲ့အဆုံးထိကြည့်ပေးကြပါဗျ Okay ဒါဆိုကျွန်တော်တို့ video ကိုစလိုက်ရအောင် ကျွန်တော်ပြပြပေးသွားမယ် Telegram ဘောရဲ့နာမည်ကတော့ Regan Island ဆိုတဲ့ဘောလေးပဲဖြစ်ပါတယ်။ဒီဘောမှာတွန်ကွိုင်း view ယူဖို့အတွက်ဆိုရင်တော့ပထမဆုံးအနေနဲ့ Telegram game တွေမှာမရှိမဖြစ်လိုအပ်တဲ့ Twin Keeper Wallet ရှိတာပို့တော့လိုအပ်ပါတယ်။ကျွန်တော်တို့မှာ Twin Keeper Wallet မရှိသေးဘူးဆိုရင်တော့ Play Store ကနေ download ပြီးဖွင့်လိုက်ပါ။ဒီဘောလင်းကိုတော့ video ရဲ့အောက်မှာဝင်ကြည့်လို့ ရပါတယ်ကျွန်တော် gain နဲ့ရောက်ပြီဆိုရင်ပထမဆုံးအနေနဲ့ဒီမှာ subscription reward လေးရှိပါမယ်ဒါကတော့တို့ရဲ့ Telegram channel ကို join ထားပြီးရမှာ ဖြစ်ပါတယ်တို့ရဲ့ Telegram channel ကို join နေဆိုရင်တော့0.012ရရှိမှာဖြစ်ပါတယ် ကျွန်တော်ရရှိမဲ့ reward ကိုတော့သူက9ရက်နေမှာပေးမှာဖြစ်ပါတယ်ကျွန်တော် channel ထဲမှာ9ရက်တော့ join ထားပါမယ်ဒီဘောရဲ့အဓိကအတွင်းယူလို့ရမယ့်နေရာတော့ဒီအပေါ်မှာလူပုံစံလေးရှိပါမယ်အဲ့လေးကိုတစ်ချက်နှိမ့်လိုက်ပါကျွန်တော်ကဒီနန်းမှာ mining လာပြီးတော့လုပ်ပေးရမှာဖြစ်ပါတယ်ဒီက mining ကဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်2မိနစ်တစ်ချင်းကြောညာကြည့်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်လဲစက္ကန့်တွေတွားနေပါတယ်ဒီစက္ကန့်ကကျွန်တော်00စက္ကန့်ရောက်သွားပြီဆိုရင်ဒီအောက်က AD ဆိုတာလေးကိုနှိပ်ပြီးတော့ကြောညာကြည့်ပေးလိုက်ပါအဲ့လိုမျိုး daily Telegram ကြောင့်ညတဖို့ကြည်ပြရဲဆိုတာနဲ့ကျွန်တော်ဒီဘက်ချမ်းမှာတွန်ကွိုင်းနေရလာပါလိမ့်မယ်။ ကျွန်တော်ရလာတဲ့တုံခွိုင်းလေးကိုပြန်ထုတ်ဖို့အတွက်ဆိုရင်တော့အရင်ဦးဆုံး wallet ချိန်ပေးရပါတယ် wallet ချိန်ဖို့အတွက်ဆိုရင်တော့ဒီရောက်မှမြင်တွေ့နေရတဲ့အမိုက်ပုံးနေရာလေးမှာကျွန်တော်တို့ app wallet ဆိုတာလေးရှိပါလိမ့်မယ်အဲ့လေးကိုနှိပ်ပြီးတော့တုံကီပါ wallet နဲ့ချိန်လို့ရပါတယ်ကျွန်တော်ဒီဘော်ထဲကနေတုံခွိုင်းပြန်ထုတ်မယ်ဆိုရင်တော့0.01ဆိုတာနဲ့ထုတ်လို့ရပါတယ်ကျွန်တော်ဒီမှာ mining လုပ်တာ0.01တုံပြည့်ပြီဆိုတာနဲ့ withdraw နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ရဲ့တုံကီပါ wallet ထဲကိုတုံခွိုင်းနေရောက်လာပါလိမ့်မယ် ဒီဘောဟာတွန်ကွိုင်းအမှန်ကန်ပေးနေတာဖြစ်လို့1တွန်ပြေးမှထုတ်မယ်ဆိုပြီးတော့လဲတွန်ကွိုင်းတွေကိုစုထားလို့မရပါဘူး0.01တွန်ပြေးရနဲ့ထုတ်ပေးရပါတယ်0.01တွန်ပြေးလို့မှမထုတ်ဘူးဆိုရင်တော့ဒီဘောမှာ mining ကဆက်ပြီးတော့အလုံးမလုံးပါဘူး0.01တွန်ထုတ်လိုက်ပြီဆိုတော့မှဒီ mining ကဆက်ပြီးတော့အလုံးလုံးနေမှာဖြစ်ပါတယ် ကဲဒါဆိုရင်တော့ကျွန်တော်တို့ဒီဘော့ရဲ့အဓိကကြတဲ့တွန်းကွိုင်းဖေးမိုင်းနဲ့ဘလို့လောအောင်လဲဆိုတာနဲ့တွန်းကွိုင်းဘလို့ပြန်ထောင်းအောင်လဲဆိုတာလေးကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဒီဘော့ထဲမှာနောက်ထပ်တွန်းကွိုင်းရနိုင်တဲ့နေရာတွေရှေ့ပါသေးတယ်။အဲ့ဒါကိုထပ်ပြီးတော့ပြောပြပေးပါမယ်။ပြောနောက်ထပ်တွန်းကွိုင်းတွေယူဖို့အတွက်ဆိုရင်တော့ရှေ့ပြန်သွားပါမယ်။ ရှိရောက်ပြီဆိုရင်တော့ဒီပုံမှာ passive ပုံစံ invention ဆိုတာလေးရှိပါမယ်အဲ့ဒါကိုနှိပ်လိုက်ပါဒါကတော့ကျွန်တော်တငယ်ချင်းခေါ်ရတာဖြစ်ပါတယ်တငယ်ချင်းခေါ်တယ်ဆိုရင်လည်းသူကတွန်ဝိုင်းပေးပါသေးတယ်ဒီတွန်ဝိုင်းนี่ကတော့ကျွန်တော်ရဲ့တွန်ကီပါ wallet ထဲကိုတိုက်ရိုက်ရောက်တံမျိုးတော့မဟုတ်ပါဘူးဒီ game ထဲမှာရှိနေတဲ့ကျွန်တော်ရဲ့ ban name ကိုရောက်လာတာဖြစ်ပါတယ်အဲ့ ban name ကိုရောက်လာတဲ့တွန်ဝိုင်းတွေကိုလည်းကျွန်တော်ထုတ်လို့ရပါသေးတယ် ကဲကျွန်တော်ငွေချင်းခေါ်တာလေးပြီးပြီဆိုတော့ဒီနန်းမှာကျွန်တော်ဘန်းဆိုတာလေးရှိပါမယ်အဲ့ဘန်းဆိုတာလေးကိုနှိပ်လိုက်ပါဒီဘန်းထဲမှာတော့ကျွန်တော်စောစောကငွေချင်းခေါ်လို့ရလာတဲ့တွန်ကွိုင်းတွေကိုမြည်တွေ့နေရပါလိမ့်မယ်ဒီတည်းကနေထုတ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ daily checking နှစ်ကြိမ်လုပ်ပေးရမယ်ပြီးရင်ကျွန်တော် AD ရဲ့တနေ့ကို15ပုံကြည့်ပေးရပါမယ်ဒါတွေလောက်တဲ့ဆိုရင်တော့ကျွန်တော်0.012ကနေစပြီးထုတ်လို့ရပါတယ် ဒီမှာဆိုရင်လည်းကျွန်တော်ထုတ်ထားတဲ့တွန်ကွိုင်မော့တွေရှိပါတယ်တွန်ကီပါဝေါ်လက်ထဲကိုတကယ်ရောက်လာပါတယ်ငွေထုတ်တဲ့အခါမှာဆိုရင်လည်းသူကအယမ်းမြန်ပါတယ်စောက်ရတာမျိုးတွေမရှိပါဘူးကျွန်တော်ဒီဘန်နယ်ကိုတကယ်ချင်းခေါ်တဲ့တွန်ကွိုင်တွေရောက်တာပဲ မဟုတ်ပါဘူးကျွန်တော်တို့ဒီဂိမ်းထဲမှာတစ်တီးဆိုင်ပေးရတာရှိပါတယ်ကျွန်တော်တို့ဒီတစ်တီးဆိုင်ပေးရဆိုရင်လည်းတွန်းွားရပါတယ်ကျွန်တော်ဒီတတိဆိုင်ပြီးတော့အသီးတွေရိတ်သိမ်းတဲ့အခါမှာဆိုရင်ဒီကကျွန်တော်ပလင်းထဲကို point တွေအနေနဲ့ရောက်လာပါလိမ့်မယ်ဒီနန်းက point တွေပြည့်သွားပြီဆိုရင်တော့ဒီအောက်မှာတတ်မှတ်ထားတဲ့တွန်ကွိုင်းတွေကိုရရှိလာမှာဖြစ်ပါတယ်ဒီတွန်ကွိုင်းတွေကတော့ကျွန်တော်ချောစောကဖန်းထဲကိုရောက်တာ ဖြစ်ပါတယ်။ဒီဘန့်နေကနေဒုံကွိုင်းပြန်ထုတ်ဖို့အတွက်ဆိုရင်တော့ရှေ့မှာကျွန်တော်ပြောခဲ့တဲ့တက်နှစ်ခုကိုလုပ်ပေးရပါမယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ဒီဘန့်နေကဒုံကွိုင်းတွေကိုနေ့ရက်တစ်ကြိမ်ထုတ်လို့ရပါတယ်။ daily check-in လုပ်ဖို့အတွက်ကကျွန်တော်တို့ဒီအပေါ်မှာ check-in ဆိုတာလေးရှိမယ်။ကျွန်တော် 7day ဆိုတာလေးရှိပါမယ်။အဲ့နှစ်ခုကို check-in လုပ်ပေးရပါမယ်။အဲ့နှစ်ခုကို check-in လုပ်တဲ့အခါမှာဆိုရင်တော့ AD ရဲ့ကြည့်ပေးရပါမယ်။အဲ့လို AD ရဲ့ကြည့်ရဆိုရင်ကျွန်တော်တို့စောစောကတက်မှလာပြီးတော့ရပါပြီ။ ီဘောမှာအတွန်ဝိုင်းမှန်မှန်ရနိုင်တဲ့နေရာကတော့နံပါတ်1တစ်ကြိမ် AD ရဲ့ကြည့်ပြီးတော့ mining လုပ်ပေးရတဲ့နေရာပဲဖြစ်ပါတယ်ဒီနေရာမှာ0.01တွန်ပြည့်ရာနဲ့ထုတ်ကြပါထုတ်ပြီးတော့ကျွန်တော်တို့ AD ရဲ့ GB ရော mining ထပ်လုပ်ပါထပ်ပြီးတော့0.01တွန်ပြည့်ရဲ့ဆိုရင်တော့ထပ်ထုတ်ပါဒီကောင်လေးကတော့ကျွန်တော်တို့တွန်ခွိုင်းလုံးဝကို ပေါ်ပေါ်လောလောပေးနေတဲ့ကောင်လေးဖြစ်ပါတယ်ကျောင်းတခြားအပင်ဆိုင်အသီးခူးပြီးတော့ရလာတဲ့တွန်ကွာနေရကြတော့အပိုအနေနဲ့ထပ်ပေးတဲ့သဘောမျိုးပါဒီတွန်ကွာနေထုတ်ဖို့အတွက်ဆိုရင်တော့တက်လုပ်ပေးရပါတယ်ဒီတက်တွေလုပ်ပေးရဆိုရင်တော့ကျွန်တော်တို့တွန်ကွာနေကို free ရရှိမှာဖြစ်ပါတယ်ဟေးဒါဆိုရင်တော့ကျွန်တော်တို့ဒီရီကဲအိုင်စလန်ဆိုတဲ့ဘော့လေးနဲ့ပတ်သက်ပြီးတော့တွန်ကွာရှာပုံရှာနေရတွန်ကွာထုံနေတွေကိုအားလုံးနားလည်မယ်လို့ တို့ပါတယ်ကျွန်တော်တို့ဒီတွန်ကီပါတဲ့ကိုရောက်လာတဲ့တွန်ဝိုင်းတွေကိုမြန်မာငွေနဲ့ရောင်းဖို့အတွက်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram Channel ထဲမှာ admin နဲ့ချိတ်ဆက်ပြီးတော့ရောင်းလို့ရပါတယ် admin တွန်ဝိုင်းတွေကိုဝယ်ပေးနေပါတယ်ဗျ okay ဒါဆိုရင်တော့ဒီဘောနဲ့ပတ်သက်တဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲမသိတာရှိရင်လည်းမေးခဲ့လို့ရပါတယ်ဗျကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ